ားအလုံးမဲမင်္ဂလာပါမြန်မာနိုင်ငံအနှံ့အပြားနဲ့ဒေတာအသီးသီးပြည်တွင်းပြည်ပမှာမိတိနေထိုင်ကြတယ်ကျွန်တော်နိုင်ငံသူနိုင်ငံသားအပေါင်းနှလုံးစိတ်ဝမ်းအေးချမ်းပါစေလို့ဥစွာပထမဆုမွန်ကောင်းတောင်းပါတယ်မြန်မာနိုင်ငံအနှံ့အပြားနဲ့အဲတိုင်းသားနေပြည်တော်မှာအာနာရှင်ကိုတော်လန်နေကြတဲ့တိုင်းသားညီကိုမွန်တော်မများနဲ့အတူကျွန်တော်တို့ရဲဘော်ရဲဘက်များလည်းခလုတ်မထိစူးမကြီးပဲဘေးရန်အားလုံးကင်းဝေးပါစေလို့လည်းဆုမွန်ကောင်းတောင်းပါတယ်ကျွန်တော်ဒီနေ့တင်ဆက်မယ့်အစီအစဉ်ကတော့ ခေါင်းစဉ်ပေးထားတဲ့အတိုင်းပေါ့နော်မင်းတို့ဆိုဘောမှနေတာတမျိုးလေးလို့ကျွန်တော်ပေးထားတယ်အဲ့တော့ကျွန်တော်ဒီအပိုင်းဒီမှာဒီကောင်ဒီရုပ်တံဖိုင်နဲ့အဲကျွန်တော်တို့အဲဖြတ်တန်းလာတဲ့အတွေ့အကြုံရင်းနေရခန်းစားချက်တွေကိုတင်ပြတဲ့အခါမှာလေးလေးစားစားတော်လိုက်ပြီးသူတွေကိုတောင်းပန်ချင်တာကအဲဒီတင်ဆက်ပုံတင်ဆက်နည်းကကျွန်တော်နဲ့တသားတည်းကြတဲ့တင်ဆက်ပုံတင်ဆက်နည်းမဟုတ်ပါဘူးအဲကျွန်တော်တို့က အမှုပညာသမားတွေဖြစ်တဲ့အတွက်ကို့အမှုပညာနဲ့ပဲပြည်သူကိုအမောပန်းပြည်စေခြင်းနဲ့လူရှင်တော်ကောင်းစဉ်အောက်ကနေပြီးတော့ပြည်သူတွေတည်တင်ကပင်ပန်းနေတာတွေကိုစင်ပေါ်ကနေပြီးတော့ဟာရီယရှင်စီတိုက်ကျွေးရင်းဖြစ်ပြည်သူတွေကိုအသက်ရှည်စေခြင်းနဲ့ပေါ့နော်အဲဒါပေမဲ့ဒီအပိုင်းတွေမှာဒါတွေပြောပြနေတာကကျွန်တော်တို့တော်လန်ပြည်သူတွေကဒီကောင်နေမျက်နာတွေဆိုညွန်တယ်အန်ကျင်တယ်ကျွန်တော်လဲထုံဒီတူစွာပါပဲ ဒါပေမဲ့ဘာကြောင့်တင်ဆက်နေရလဲဆိုတော့ငွေရယုံတက်တက်ဒီကောင်လေးဒီကောင်လေးအကြောင်းနေပြောပြီးငွေရယုံတက်တက်ဆိုတဲ့ဟာမျိုးကတော့ကျွန်တော်တို့ဟာငါကောင်တမိုင်းမှာမရှိပါဘူး။နောက်လဲရှိလာမှာမဟုတ်ပါဘူး။ကျွန်တော် channel မှာဆိုဒီကောင်လေးမေယုံစုလူကောင်မျိုးတွေတို့နောက်ပေါက်ကတုံးတို့ဒီဘူးလက်လာဆွေတို့စရှိတဲ့ဘောမတွေပေါ့နော်ကျွန်တော်လည်းအများကြီးမပြောဘူးပေါ့နော်ဒီပေါက်ကတုံးတော့ပဲပြောဘူးတာပေါ့ဆိုတော့ဒီလိုကောင်မျိုးတွေကိုမတင်ချင်ပါဘူး။သို့တော့တမိုင်းတစ်ခုမှာအဲကျွန်တော်တို့ ဖိုးစရာဖေးစရာတွေအများအမ်းပြောတယ်တဏှာရဟကတပတ်လေတယ်ပေါ့နော်တမိုင်းဆိုတာလူတိုင်းမှာနောက်တစ်ချိန်ကြာလို့ရှိလို့ရှိရင်မင်းဘာလုပ်ခဲ့တယ်ဆိုတဲ့တမိုင်းကလူတိုင်းမှာရှိပါတယ်ဒီတော်လည်းတမိုင်းမှာပြည်သူသစ္စာဖောက်ပြီးတော့ဒီကောင်းဒီပြောခဲ့တဲ့စကားတွေဟာကျွန်တော်တို့ဒီ channel ရှိနေတည်၍တဏှာရဟတပတ်လေတဲ့အခါမှာဒီကောင်းဒီမျက်နှာကိုစစ်စစ်ကြည့်ပြီးတော့မင်းတို့ပြောခဲ့တာဆိုပြီးတော့တစ်ချိန်ကြာရင်ပြကျင်တာပါ မင်းတို့ပြောခဲ့တဲ့စကားတွေကိုငါတုတ်ပြန်ခဲ့တာဆိုပြီးပြကျင်တာပါရှေ့မှာအလားတူတက်စာဖောက်တဲ့ကောင်တီရဲ့ရုပ်တံဖိုင်ရုပ်တံဖိုင်တွေကိုအဲကျွန်တော်ဒီလိုသာပူတွဲပြီးမပြောပင်မဲ့အဲကျွန်တော်ပလက်ဖောင်းတစ်ခုမှာကျွန်တော်ဒီကောင်တီပြောခဲ့တာတွေစုခဲ့တဲ့တချင်းတွေရိုက်ခဲ့တဲ့ရုပ်ရှင်တွေကိုကျွန်တော်စိတ်ထားပါတယ်မှတ်ထားပါတယ်အဲ့တော့ဒီနေ့တင်ပြမှာကအဲနောက်တစ်ခုရည်ရချက်ပါတယ်ပေါ့နော်ကျွန်တော်လိုပဲပြည်သူတွေလူရွေးမမားဘူး ကျွန်တော်မြန်မာလူမျိုးတွေကဟိုလူတယောက်ပေါ့ခွင့်လို့သီးခံတာညံနေပေါ့နော်အမုံတရားနေတယ်ပေါ့ဒါပေမဲ့နောက်တစ်ချိန်ကျလို့ရှိရင်ဒီကောင်းလေးကဖယ်ကျင်နာမယ်ကောင်းလေးဒီကောင်းလေးဒါတက်ရှိတင်ရှားရှိခဲ့ဖယ်ကျင်နာမယ်ကောင်းလေးလူတော်မတူရမယ်ကောင်းလေးဆိုတော့သိစေချင်တာပါကျွန်တော်လူလူရွေးမားမှလည်းစိုးရိမ်လို့ပါကျွန်တော်ဒီမင်းအုပ်စုအမှုပညာလည်းအတူတူတွဲမလုပ်ဘူးအပြင်မှာလည်းဖက်လဲတကင်းစကားမပြောဘူး ဒါပေမဲ့ဒီကောင်အမှုပညာတစ်ခုကိုကျွန်တော်နှစ်နှစ်ခါကနှစ်နှစ်ခါကကြိုက်ဘူးပါကြိုက်ဘူးပါအဲ့ဒါကျွန်တော်တပင်နဲ့ပတ်သက်တဲ့ရုပ်ရှင်တကားဒီကောင်ရိုက်တယ်ငုံမျက်လုံးအပြုံးမျက်နှာဆိုလို့ရုပ်ရှင်ပေါ့နော်ကျွန်တော်နှစ်ကြိမ်တိုင်တိုင်ယုံမှသွားကြည့်ပါတပင်တမားတွေရဲ့ဘဝကိုရိုက်ကူးထားတာလည်းဖြစ်တယ်ကျွန်တော်လေးစားရတဲ့ဆရာတွေဖြစ်တယ်ဥဧရာတို့အဲကုဥကုတူတို့ အစရှိတဲ့ကိုစင်မတို့အစရှိတဲ့တရုပ်ဆောင်တွေလည်းပါတော့ကျွန်တော်နှစ်ချိန်တိုင်တိုင်သွားကြည့်ပါတချင်းလေးလည်းသဘောကျလို့ပါအားလုံးမှတ်မိအောင်ပဲထင်ပါတယ်မုံနှသားချေကညမလေးကတော့ကာဂျူကာကွတီကဒီဝစ်တာအော်ဒီဝစ်တာမင်းသမီးကြီးနဲ့ကိုကိုကြီးစိုင်းတီဆရာမန်တင်ကုန်ရှိမီထုကတော့အိန္ဒိနာချင်းဒီကရွှေပွဲလာအော်ရွှေပွဲလား မြမလေးကြီးဟာနာမည်ကြီးအကူကြီးအကူကြီးအကူကြီးကဆိုင်းစရာဒီတချင်းလေးကအဲ့အငူမျက်လုံးပြုံးမျက်နှာဆိုလေရုပ်ရှင်မှာဇောင်းဝင်တီးဖြစ်တယ်။မူရင်းကတော့ဥလွတ်မှုတီးဆိုထားတာကြားဘူးတယ်ပေါ့နော်။ဒါပေမဲ့ဒီရုပ်ရှင်ရဲ့ဇောင်းဝင်တီးလေးအဖြစ်ကျွန်တော်ခက်ငငယ်မှာကြားတဲ့အခါမှာကိုလေရုပ်ရှင်ကမတက်နိုင်တော့ဟိုးရှေ့ဆုံးတန်းကပေါ့ဇီးတက်တာတဲ့နေရာနေပြီးတော့ ွားကြည့်ပြီးတော့အားပေးခဲ့တယ်။အဲ့ဒီတခါတကောင်းအောင်ကြိုက်ဖူးတယ်။အဲ့တော့ဘာဖြစ်သွားလဲဆိုတော့ကျွန်တော်ရှိမှပြောသလိုလူရွေးမှားသွားတာပေါ့နော်။ဒီကာလမှာပြည်သူတွေဒုက္ခတောကတွေနဲ့ခံစားနေရတဲ့အခါမှာထောင်ထဲရထွက်လာတယ်။ကျွန်တော်သူ့လူပုဂ္ဂိုလ်ကြီးရတယ်။မပလိမ်မပြောသူ့နိုင်ငံပေါ်မှာထားတဲ့သူ့ရဲ့ရည်တည်မှုနဲ့ပြည်သူပေါ်မှာအဲတစ္ဆာမရှိဘဲနဲ့ ပြည်သူကြွေးတဲ့ထမင်းကိုစားပြီးပြည်သူပေါ်မှာတစ္ဆာမရှိဘဲနဲ့စစ်တပ်ကိုစစ်ရှုံးကောင်စီကိုဘောမနေတာကိုပြည်သူသိစေချင်တာပါနောက်ထပ်အလားတူလူရွေးကျွန်တော်တို့လူရွေးမမားစေချင်တာပါအမှုပညာတတ်တတ်ရက်တီမှုကတတ်တတ်ဆိုတာတော့အဲ့အဲ့လိုမျိုးပြောလို့ရှိရင်တော့ကျွန်တော်မှပြောစရာမရှိဘူးနော်သူ့အမှုပညာကိုကြိုက်တာတတ်တတ်ဟိုသူ့ဘောသူဘောမတာတတ်တတ်ဆိုရင်တော့ကျွန်တော်မှပြောစရာစကားတော့ရှိတော့မှာမဟုတ်ဘူးဒါပေမဲ့ကျွန်တော်ရဲ့ platform ကျွန်တော်ရဲ့ channel မှာတော့ဒီကောင်ဘောမခဲ့တာကိုပြည်သူနဲ့တူတူကြည့်မယ်တမိုင်းတစ်ခုဖြစ်ကျွန်တော်ထားထားမယ်တန်ရရဟတ်တပတ်လေလာတဲ့အခါကျရင်ဒီကောင်ဒီမျက်နှာစိတ်စိတ်ကြည့်ပြီးတော့ဒီကောင်ဒီပြောခဲ့တဲ့ဟာကိုတွားဖွင့်ပြမြန်မာတက်မတော်နဲ့ပတ်သက်ရင်ဒီအချိန်ထိအချို့သောလူနည်းစုကမကောင်းပြောနေကြတော့မယ်ရှိပါတယ်စစ်တပ်မကောင်းဘူး ကျွန်တော်လည်းစစ်တပ်မကောင်းတဲ့အကြောင်းပြောခြင်းပါတယ်စစ်တပ်မကောင်းခဲ့တာတွေအများကြီးရှိပါတယ်စစ်တပ်မကောင်းတဲ့အကြောင်းပြောကြတာပေါ့စစ်တပ်မကောင်းတဲ့အကြောင်းပြောရမယ်ဆိုရင်လွတ်လပ်ရေးရကစားအခြေမြန်မာပြည်လုံးပြည်တွင်းစစ်မီးဟုံးဟုံးတောက်နေတဲ့အခြေရန်ကုန်ဆိုရလို့နိုင်ငံခြားသတင်းဌာနတွေက ပြည့်ရည်ပြုနေကြတဲ့အချိန်မှာအနှဲငယ်ပဲကြံတော့တဲ့တိုင်းချစ်ပြည့်ချစ်စိတ်မျိုးချစ်စိတ်အပြည့်ရှိတဲ့စစ်သားတွေအဲ့ဒီစစ်သားတွေနဲ့ဖွဲ့စည်းကြတဲ့စစ်တပ်ပေါ့သူတို့နဲ့မဆိုင်တယ်လို့နေလိုက်ရမှာပါမြန်မာပြည်ကြီးကိုမကာကွယ်ပဲနေလိုက်ရမှာလက်နဲ့ဆွဲပြီးတောခုသွားကြတဲ့အခြားသောတစ္ဆာပေါင်း စစ်သားတွေလို့တက်ရင်နေလို့နေလိုက်ရမှာသို့တော့အဲ့ဒီတုန်းကရှိနေတဲ့စစ်တပ်ကနေသာလို့မနေပဲအပင်မခံအသက်တွေအသေးခံပြီးတော့တိုင်းပြည်ကိုသူတို့ကာကွယ်ခဲ့ကြသူတို့မကောင်းခဲ့လို့မြန်မာပြည်မြေပုံကြီးကမပြည့်စည်သွားတာတပိုင်းစီတစစီဖြစ်မှာသွားတာဟောင်းဝတ်ဆောင်းစံကခုနဲ့ ာနာသိမ့်ပြီးတဲ့နောက်မှာလဲမြမပြည်အတွင်းမှာအမြင့်တွယ်နေတဲ့ဘဂဗာဆိုတဲ့အဖွဲ့အစည်းကြီးတစ်ခုကိုစစ်တပ်ကဥစားပြီးတစားချင်းစီတဒေတာချင်းစီချိန်မုန်းခဲ့ပါတယ်တကယ်ကတော့စစ်တပ်မကောင်းတာအဲ့ဒီဘဂဗာဆိုတဲ့အဖွဲ့အစည်းကြီးကိုမဖြိုခွဲပဲမဖျက်ဆီးပဲထားလိုက်ရပါဘူးဒါဆိုရင်ဒီအချိန်မှာ မြန်မာပြည်အတွင်းမှာဘာသာလည်းမရှိတော့ပါဘူးသာသနာလည်းမရှိတော့ပါမြမပြည်ဆိုတဲ့မြေပုံကြီးတဲ့ဒီတိုင်းပဲရှိမနေတော့ဘူးစစ်တပ်မကောင်းခဲ့တဲ့အတွက်စစ်တပ်ကစစ်သားတွေအသက်တွေခံလာတွေစွန့်လွတ်ပြီးဘကပဆိုတဲ့အဖွဲ့အစည်းကြီးကိုချိန်မုန်းခဲ့တဲ့အတွက်ဒီအချိန်မှာမြမပြည်ရဲ့မြေပုံရှိနေသလိုအမျိုးဘာသာတာသနာလည်းထုံကားနေတာ 1988ခုနှစ်စူပူအကြံဖက်အုံကြွမှုကြီးဖြစ်ပါတယ်စစ်တပ်ကမကောင်းဘူးဗျသူတို့ကသူတို့အေးအေးချမ်းချမ်းစစ်တမ်းရမှမနေပဲနာမည်အပြက်ခံအပင်ပန်းခံပြီးတော့မင်းမဲ့စရိုက်ဆန်စွာပြုတ်လုံနေကြတဲ့အချို့သောပြည်သူတွေကိုဝင်ထိန်နေနာမည်အပြက်ခံပြီးတော့အဲ့ဒီဖြစ်စဉ်ကြီးထဲမှာသူတို့တွေဝင်ပါတယ်တိုင်းပြည်ရဲ့အာဏာကိုသူတို့ယူခဲ့ကြတယ် တိုင်းပြည်ကိုအေးချမ်းချမ်းဖြစ်အောင်သူတို့တွေအင်တိုင်းအားတိုင်းပြန်ကြိုးစားခဲ့ကြတယ်တကယ်ဆိုရင်အဲ့ဒီအချိန်မှာအဲ့ဒီတိုင်းလွတ်ပေးလိုက်ရစစ်တပ်ကမကောင်းတဲ့အခါကျတော့အဲ့ဒီအဖြစ်ပြက်မှာသူတို့ကဝင်ပါပေးတယ်ဝင်ပါပေးတဲ့အတွက်ပြည်သူအတော်များများရဲ့အသက်အိုးအိမ်စီးစိမ်တွေလုံခြုံသွားရတာပေါ့တိုင်းပြည်မှာဖြစ်ပေါ်နေတဲ့အဖြစ်အမောက်လုပ်ငန်းတွေ တက်ဖြတ်နေတာဒီရက်တန့်သွားတာတကယ်တော့ဒါစစ်တပ်ကမကောင်းလို့ဝင်ပါခဲ့တာစစ်တပ်ဝင်ပါခဲ့တဲ့အတွက်ပြည်သူတွေအေးချမ်းချမ်းဆက်နေခွင့်ရခဲ့တာအဲ့တော့ဒီနေရာမှာတော့နည်းနည်းအနှဲငယ်တော့ပြောပြရစီမြန်မာနိုင်ငံသူ့ကျွန်ဘောကရောက်နေတဲ့အခြေအနေလွံ့မြောက်အောင်ကြိုးစားခဲ့တဲ့ အာဇာနီရဲဘော်တွေနဲ့လူလူအတွက်ကျွန်တော်တို့မိသားစုကိုစွန့်လွတ်ထောင်မကျောက်တိုင်းမကျောက်အသက်တွေဘဝတွေပေးအစာဖတ်တဲ့လူတမိုင်းချောင်းကိုတေချာလ ీల ာကြည့်ရှိတဲ့လူတွေဆိုတည်ပြီးသားပါလူငယ်ဘဝတွေအကုန်လုံးနီးနီးကိုဒီ88အရေးတော်ပုံမှာဆိုလို့ရှိရင်လူငယ်ဘဝတွေ ပေးဆက်ခဲ့ပြီးတော့ထောင်ထဲမှာနှစ်ပေါင်းများစွာနှစ်20 30ဒီလိုတွေနေခဲ့တဲ့ကျွန်တော်တို့နောင်တော်တော်လန်ရေးပြဲပေါ်တွေကိုစော်ကားနေတဲ့စကားပေါ့နော်စစ်တပ်မကောင်းဘူးစစ်တပ်ကမကောင်းခဲ့လို့ဆိုတော့ဟိုသူဘောမပေါ့တမျိုးပေါ့နော်ဆိုတော့ခေါင်းစဉ်အောက်ကနေပြီးသူကစစ်တပ်ကောင်းချောင်းနေပြောသွားပြီးတော့ကျွန်တော်တို့ရဲဘော်ရဲဘက်တွေအာဇာနည်တွေကိုခုနှစ်နဲ့ ฉี่ပြီးတော့စော်ကားနေတာဖြစ်တဲ့အတွက်တနေ့မှာတော့မျက်နှာစိတ်ဆေးကြည့်ပြီးတော့ဒီရုပ်တံဖိုင်ကိုဒီကောင်ပြန်ဖွင့်ပြမယ်အခွင့်အရေးကျွန်တော်မှာရရှိအောင်မယ်လို့ယုံကြည်ပါတယ်စက်နာထောက်အောင်နောက်တော့ခင်မှာလည်းဒီတိုင်းပါပဲစစ်တပ်ကမကောင်းခဲ့ပါဘာကြောင့်လဲဆိုတော့ဒီမိုကရေစီနိုင်ငံကြီးပေါ်ပေါက်လာဖို့အတွက်ဒီမိုကရေစီအစိုးရတည်တည်ရဲ့ပေါ်ထွက်လာဖို့အတွက်သူတို့တွေအားလုံးခွန်ဆိုင်ကြိုးစားခဲ့ကြပါ ဘိုးချုပ်မူကြီးတန်းရွှေလည်းမကောင်းပါဘူး။ဘာကြောင့်လဲဆိုတော့ဒီမိုကရေစီနိုင်ငံဖြစ်ပေါ်လာအောင်ဒေါ်ဆန်းစုကြည်လွှတ်တော်ထဲရောက်လာအောင်တက်လာမဲ့ဒီမိုကရေစီအစိုးရအစင်သင့်နေထိုင်ခွင့်ရအောင်အစအဦးတွေစောက်ပေးခဲ့ပါတယ်။သူမကောင်းတဲ့အတွက်သူဥဆောင်တဲ့စစ်တပ်မကောင်းတဲ့အတွက်မြန်မာပြည်မှာဒီမိုကရေစီအစိုးရတက်လာခွင့်ရခဲ့ပါတယ်။ဒေါ်ဆန်းစုကြည်နေရာတနေရာရခဲ့ပါ ဦးသိန်းစိန်ဆိုရတက်လာတယ်ရွေးကောက်ပွဲလုပ်တယ် energy ဆိုရမဲနိုင်ရအဲ့ဒီရင်မှာလည်းစစ်တပ်မကောင်းဘူးဗျာမဲနိုင်ရတဲ့ energy ပါတီကိုအစိုးရလုပ်ခွင့်ပေးခဲ့တယ်အေးချမ်းချမ်းအနာလွှဲပြောင်းတာကိုလက်တင်ခံပေးခဲ့တယ်ဒီလိုပါပဲနှစ်သုံးညနှစ်တည်းဖြစ်စဉ်ဖြစ်တယ်စစ်တပ်မကောင်းဘူးဗျာတကယ်ဆိုရင် မင်းမင်းစရိုက်ဆိုင်ဆိုင်လမ်းပေါ်မှာလှုပ်ရှင်တိုင်းလှုပ်နေတာတွေကိုဘာမှမပြောပဲလှုပ်မိထားလိုက်ရကြည်နေလိုက်ရလမ်းนี่ပိတ်ကာလီပြည့်ချင်အောင်ဆောင်းနာမည်ဘုံစုံတက်တဲ့သပိတ်တွေလှုပ်နေကြတာစစ်တပ်ကလူတွေကကြည်နေကြဒါပေမဲ့တို့ကမကြည်နေဘူးနာမည်ပြက်ခံအမုန်းခံပြီးတော့တို့ဝင်ပါခဲ့ကြတယ်အဲ့တော့စစ်တပ်မကောင်းတဲ့အခါကျတော့ အဲ့ဒီအချိန်မှာဖြစ်နေတဲ့ရုံရင်ဆန်ကမှုတွေအုံကြွမှုတွေအဖြတ်မောက်တုံငန်းတွေချုပ်ငိမ့်သွားကြတာအခုလည်းဒီတိုင်းမှာပဲဘိုးကျုံမှုကြီးမင်းအောင်လိုက်ဥဆောင်တဲ့စစ်တပ်ကမကောင်းဘူးဗျာဘာကြောင့်မကောင်းလဲဆိုရင်သူတို့ကသူတို့ဆက်ပြီးအုပ်ချုပ်လို့ရနေရက်သားနေမြန်မာနိုင်ငံအတွင်းမှာဒီမိုကရေစီစနစ်ပြန်ပြီးအသက်ဝင်လာစေဖို့အတွက်ရွေးကောက်ပွဲကျင်းပဖို့စီစဉ်နေကြတယ် ပြည်သူတွေကိုဒီမိုကရေစီနိုင်ငံစီပြန်ရောက်ဖို့အတွက်လှုပ်ပေးနေကြတယ်တကယ်ဆိုရင်ဗျာကော့ကိုအာဏာလက်ထဲကင်ထားပြီးတော့ဘု து ့အောင်မှလွှတ်မပေးပဲရွေးကောက်ပွဲမလုပ်ပဲနေလို့ရရဲ့သားနဲ့စစ်တပ်ကသူတွေစစ်တပ်ရဲ့ကာကွယ်ဦးစီးချုပ်ဖြစ်တဲ့ဘုံရုံဦးကြီးမင်းအောင်နိုင်ကရွေးကောက်ပွဲကိုဖော်ဆောင်ဖို့လုပ်ဒါစစ်တပ်ကမကောင်းလို့လုပ်နေတာတကယ်ဆိုလို့ရှိရင်အာဏာကိုစုပ်ကင်ထားရအောင် စစ်တပ်မကောင်းခဲ့တဲ့အတွက်ကျွန်တော်တိုင်းပြည်မှာစိုးစိုးလုံးကကျွန်တော်ပြောပြခဲ့တဲ့ဖြစ်ပျက်မျိုးတွေဖြစ်ခဲ့တာစစ်တပ်ကတော့နေသာသလိုမနေခဲ့ဘူးဒါစစ်တပ်မကောင်းဘူးပေါ့ဗျာနေကုန်းချုပ်ပါမယ်ကျွန်တော်ပြောပြတာလေးတွေကိုတည်တည်ချာချာပြန်တွေးကြည့်ကြပါအဲ့ဒီအချိုးအခွေတွေမှာအဲ့ဒီအဖြစ်ပြက်တွေမှာ မြမတက်မတော်ကသာနေသာသလိုနေခဲ့မယ်ဆိုရင်ကာကွယ်ဦးစည်းချုပ်တွေကမဆိုင်သလိုနေခဲ့ကြမယ်ဆိုရင်မြမတက်မတော်သားတွေကတိုင်းပြည်အတွက်သူတို့ရဲ့အသက်နဲ့ခန္ဓာကို မပေးကျင်ခဲ့ကြဘူးဆိုရင်ဒီချိန်မှာမြန်မာနိုင်ငံကြီးဒီမြေပုံတိုင်းရှိနေပါဦးမလားဒီမိုကရေစီဆိုတဲ့အရသာရဲ့အသေးအပွင့်ကို မြန်မာနိုင်ငံသူနိုင်ငံသားတွေခံစား권ရကြပါမလားဒေါ်ဆန်းစုကြည်ဆိုတဲ့အမျိုးသမီးကြီးတယောက်လွတ်တော်ရေးကိုရောက်လာ권ရပါမလား NLD ပါတီအာဏာရအစိုးရဖြစ်လာပါမလားဒါတွေအားလုံးဖြစ်လာတယ်ဆိုတာဘသူကြောင့်လဲဘယ်အဖွဲ့အစည်းကြောင့်လဲရှင်းရှင်းလေးပါမြမတက်မတော်ကြောင့်ပါ ကျွန်တော်မေးလို့ဆိုပါအဲ့တော့ကျွန်တော်မေးလို့ဆိုအလဲပြီးွားတော့ကျွန်တော်တိုင်းကျော်အလဲပေါ့နော်အဲ့တော့အများကြီးလည်းပြောစရာမလိုတော့ပါဘူးစစ်တက်ကူဒီဖက်စစ်တက်ကူကိုတယောက်နေစားချောင်ဖို့ကိုအစဉ်ပြေဖို့အတွက်တမိုင်းเจ้าနေရှိမဟုတ်တဲ့တမိုင်းเจ้าနေပေါ့နော် နေဝင်းရနေစတန်းရွှေလေမင်းအောင်လိုင်းအစုံဘောမှပြီးတော့တိုင်းပြည်နဲ့လူမျိုးအတွက်ပြည်သူအတွက်ကိုကျိုးကိုမငဲ့ခဲ့တဲ့အသက်တွေဘဝတွေစတဲ့ခဲ့တဲ့ရဟန်းရှင်လူចောင်းသားပြည်သူတို့ရဲ့တော်လန်ရေးကိုစော်ကားသွားတဲ့ဒီလူកောင်မျိုးက ကျွန်တော်မှပြောစရာစကားတော့မေ့ပါဘူးသူတော့မမေ့ဘူးကျွန်တော်တို့အရင်တော့ဥဇာကနာအမြဲတမ်းဆုံးမတဲ့စကားရှိတယ်ပေါ့နော်သူ့ကိုလေခိဆက်ဆက်ကအာနာရှင်ကဖိနှိပ်ခဲ့တယ်ထောင်နေချခဲ့တယ်ဒုက္ခမျိုးမျိုးပေးတယ်ပေါ့နော်ဒါပေမဲ့သူခွင့်လွတ်တယ်မမိပလိုက်ဘူးပေါ့ဒါပေမဲ့အခုကျွန်တော်တို့ကဒီလိုကောင်မျိုးကိုခွင့်လွတ်လို့မရတော့ဘူး ဒီဒေါ်လာရေးမှာဒီကောင်ကြီးအမြင့်ပြတ်ပဲအမြင့်ပြတ်ပဲဒီကောင်ကြီးဒီလိုကောင်မျိုးတွေမျိုးတုံးသွားမှအမှုပညာလောကအတွက်ကောပြည်သူအတွက်ကောအဲကျွန်တော်တို့နောက်ထပ်လာမဲ့ generation တွေအထိမျိုးဆက်တွေကိုကောင်းမွန်စွာဝေးထုတ်ပေးနိုင်မှာဖြစ်တယ်။ရဟန်းရှင်လူចောင်းသားပြည်သူတို့ရဲ့သွေးမြေခခဲ့တာတွေပေးဆက်ခဲ့တာတွေကိုလောင်ပြောင်ခဲ့တဲ့ဒီလူကောင်မျိုးကိုမမေ့လိုက်ဖို့ ပြည်သူတွေကိုလေးလေးစားစားဒီအစီအစဉ်ကနေပြီးတော့ပန်ကြားပါတယ်တည်ပေးပါတယ်အဲနောက်တစ်ခုကတော့ရုပ်တံဖိုင်အတူလေးပါကျွန်တော်မှမနေ့ကပြောစရာအနေငယ်အချိန်ငုံငဲကွက်ပြီးတော့အနေငယ်ကြံသွားတာပါဘောင်မဝင်တန်းမဝင်ကောင်းပါပဲဒီကောင်လေအယူကွက်လှဆွေပါပဲသူ့လူရာကိုကဘာမကြီးနိုင်ငံတော်သချင်းနဲ့ သူလူရာလေးကိုဆွဲထုတ်ပြီးပြောသွားတာလေးကိုကျွန်တော်မနေ့ကကြိတ်မှပြောရတဲ့အကြောင်းအရာတွေများတဲ့အခါမှာကျွန်တော်ပြောချင်တာမပါလိုက်တဲ့အတွက်ဒီကောင်ကိုစက္ကန့်ပိုင်းလောက်ဒီကောင်ပြောတဲ့ဟာကိုနားထောင်မယ်။ဒါဆိုဒီကနေပြီးတော့ကျွန်တော်ပြောချင်တာတွေထပ်ပြောမယ်ပေါ့။ဒီနေ့ကအော်တိုဘတ်15ပေါ့နော်ဘုဒ္ဓဟူးနေ့ SCA 7နှစ်ပြည့်ပေါ့။အဲ့မှာကျွန်တော်ကဘာပြောချင်လဲဆိုတော့ ဲမြန်မာနိုင်ငံသားတိုင်းနိုင်ငံတော်တချင်းရတယ်ဗျ။เนาะဗမာတလေးရတယ်ကချင်တရားကရင်ချင်းသူတို့လည်းရတယ်နိုင်ငံတော်တချင်းကိုလူတိုင်းရမြန်မာနိုင်ငံသားဆိုရပြီ။အဲ့မှာပါပါလေ။ပြည်တော်စုကိုအသက်ပေးလို့ဒုက္ခကမလီဓာတုပြည်ဓာတုပြည်တို့ပိုင်နေမြည်။အဲ့ဒါတပိုက်ပါလေ။ဒီပြည်တော်စုမပြုတ်ကွဲအောင်တစ္ဆာဆိုလိုက်တာ။ဒီတချင်းရတဲ့လူတိုင်းကဒီလိုတစ္ဆာဆိုဘူးတယ်။ ဲ့တော့ဒီ AA ဆိုတဲ့ကောင်ကတီအောင်စုကခွတ်ထမဲ့ကောင်ဒီတီအောင်စုကခွတ်ထမဲ့ကောင်သွားပေါန်တာအေယာဝရီပဒတ်တရောဟိုမှာအညာပဒတ်တရောရောပဒတ်တရောချင်းနေရောသွားပေါန်တာသွားပေါန်ပြီးတော့သူတို့ဆီကလက်နဲ့ယူပြန်တိုက်နေရနော်ဒါဟုတ်ရဲ့လားကဲ KIA ဆိုတဲ့ဝမ်ပေါ်နိုင်ငံထူထောင်မဲ့ကောင်ကွာမော်နဲ့သွားတွေ့တာမြင်းကြံပဒတ်တရောဘာညာနိုင်ငံတော်တချင်းမရဘူးလား KNU ဆိုလက်ဒီတိုင်းပဲကွာထူးဝင်းတော့ ကော်တူးလေးတိုင်းပြီဘာညာလာပြောကဲအဲ့တော့ဒါမနေ့ကကျွန်တော်ပြောပြတာအကြောင်းရပါအဓိကအရခတ်တော်အေရဲ့ဘုံချုပ်ထွန်းမြတ်နိုင်ကိုစစ်တိုက်လို့မနိုင်တဲ့အခါမှာဒီကောင်ဒီဇကနိုင်လူကျင်နေလေနဲ့လမ်းပြီးတော့လေနဲ့လမ်းအာကျဲတာပေါ့ဗျာဟိုကတော့ဒီကောင်ဒီကျွန်တော်တို့လူတော်မဟုတ်ပါဘူးဘုံချုပ်ထွန်းမြတ်နိုင်လူက ရှိတယ်လို့တော့သတ်မှတ်မှာမဟုတ်ပါဘူးကျွန်တော်တို့ကတော့ဒီကောင်တွေကိုအတိမတ်ပြူတာမဟုတ်ဘူးကျွန်တော်တို့လောက်ကအမှုပညာသမားတွေဖြစ်တဲ့အတွက်အမှုပညာနဲ့ဒီကောင်တွေဝါရထန့်ချီတာတွေကိုပြန်လဲခြေပမှာမဟုတ်လို့လူရသွင်းတာမဟုတ်ဘူးအပြန်လဲကိုပြောချင်တာတွေကိုဒီကောင်တွေနားထဲကိုပြန်ရောက်ဖို့အတွက်ကျွန်တော်တို့ဒီကနေပြီးတော့ပြန်ခြေပရတာပေါ့ဆိုတော့ရှေ့မှာဒီကောင်ပြောခဲ့တယ်ဒါ တို့ပြည်ဒါတို့မြည်တို့ပိုင်တဲ့မြည်ဆိုတာမဆိုဘူးလားပေါ့ငါငါကောင်ကတိတ်တော့ဟိုနောက်ကြတဲ့ထဲမှာတော့မပါဘူးပေါ့နော်ကျွန်တော်တို့အဲ့နိုင်ငံတော်ချင်းတဲ့ပတ်သက်ပြီးတော့တလုံးတွင်တစ်ခုမှကျွန်တော်တို့ထည့်ပြောတဲ့ထည့်ပြောဘူးတယ်အဲ့တုန်းကဒီကောင်ဒီပိုင်တဲ့မီဒီယာတွေကနေပြီးတော့ကျွန်တော်တို့ပြန်လှော်တာပေါ့နော်စင်ပေါ်မှာကျွန်တော်တို့ကျွန်တော်ထင်ပါတယ်စာပေပွဲမှာနေတူတယ်စာပေပွဲတော့တစ်ခုလောက်တယ်ကျွန်တော်တို့ဟာငါကောင်ကြီးကိုဒီနဲ့တီလီတီနဲ့အငိတ်ကကြတာပေါ့နော်အငိတ်ကကြတဲ့အခါမှာ ကျွန်တော်တို့ကကျွန်တော်ဟားငါကောင်တွေတယောက်ကကျွန်တော်မိမိတော့မိသွားဘူးဘယ်သူလဲမသိဘူးပေါ့တယောက်ကတယောက်ဝယ်စားနဲ့ထွက်လာပြီးတော့ဓာတုပ်ပြဓာတုပ်မြီဝပိုင်နဲ့မြီဆိုတဲ့ဟာမျိုးကျွန်တော်တို့တိမ့်စိန်လက်ထက်လောက်ကပြက်လုံးပြက်ဖူးတယ်အဲ့ဒါကိုဒီကောင်ဒီပိုင်တဲ့မီဒီယာတွေကနိုင်ငံတော်ချင်းကိုနောက်တယ်ဆိုပြီးတော့ကျွန်တော်တို့ဝိုင်းလော်ကြသေးတယ်ဒီကောင်ဒီတကယ်ထားပါတော့အဲ့ဒါသူဆွဲထုတ်ပြီးပြောသွားတဲ့စကားထဲမှာနိုင်ငံတော်ချင်းမရတော့ရတာပေါ့ရှေ့မှာနိုင်ငံသူနိုင်ငံသားအတိုင်းရတယ်အားလုံးရတယ် ရှေ့မှာကျွန်တော်တို့အားလုံးရှေ့မှာစုခဲ့ရတယ်တရားအမြတ်သာလွတ်လပ်ခြင်းနဲ့မသွေးဒုပြေးဒုမြေအာနာယူတဲ့အချိန်ကနေစပြီးနေဝင်ကနေစပြီးတော့မင်းအောင်လိုက်အဆုံးမှာကျွန်တော်တို့ပြည်သူတွေတိုင်းငံတော်ချင်းမှာပါတဲ့တရားအမြတ်သာလွတ်လပ်ခြင်းနဲ့မသွေးဘသူမှမျှတတဲ့တရားကိုမရခဲ့ပါဘူး မြားလူခက်သိငင်းညံစီဟုခိဆက်ဆက်ကကျွန်တော်တို့မငြိမ်းညံ့ခဲ့ရပါလူတစုအာနာယူလို့အာနာယူတယောက်ပေါ်လာတိုင်းတိုင်းပြည်ဒုက္ခရောက်တယ်ဆိုတော့ဇာယူရဲ့စကားလိုပဲမြားလူခက်သိင်းလဲမငြိမ်းညံ့ခဲ့ရပါမြားလူခက်သိင်းငြိမ်းညံ့စီခွင့်တူညီမြဝါရဖြူစင်တဲ့ညီတို့ပြည်တို့ပြည် ီတောင်စုအမွေအမြဲတည်တန့်စီအတိတ်ထံပြုတ်မလို့ထိမ့်သိမ့်စုလေပြည်တော်စုအမွေတိုက်ပြည်ရဲ့အမွေအနစ်တွေဒီကောင်နေဒီကောင်ဒီစကားမျိုးဘူးလက်လှရွှေပါဇက်ကထွက်တာကျွန်တော်အယမ်းအံ့ဩတယ်ပြည်တော်စုရဲ့အမွေအနစ်တွေတယံဇာတတငွေတောက်တံပြရမြအလုံးစုံပေါ့နော်နောက်ကျွန်တော်တို့တဘာဝတက်တော်တက်တော်တွေ ဘာတစ်ခုမှပိုင်ရဆိုင်အဲတိုင်းသားညီကိုတွေပိုင်ဆိုင်တဲ့နေမြေတွေကဘယ်သူမှမစားသုံးခဲ့ရဘူးအဲ့ဒါဒါတို့ဒီကောင်ပါဇက်ကပြောထွက်တာကျွန်တော်အယမ်းအံ့ဩတယ်ကျွန်တော်တို့ကချင်ပြည်နယ်ဖားကန့်မှာအားကောင်ညီကိုတွေဖျော်ဖြေတယ်ဆိုရင်လေဖားကန့်ကြောက်စိမ့်ထွက်တာအောင်ဒီကောင်နေတရုတ်နဲ့ပူးပေါင်းပြီးတော့ စီမံကိန်းကြီးလုတ်ပြီးတော့တူးနေလိုက်ကြတာလေဘဖိုကဘဖိုကကားတွေနဲ့ကားကားတွေမှဗျအိမ်တလုံးလောက်ရှိတဲ့ကားကြီးတွေနဲ့တူးတာကြောက်စိမ့်ဘူးနောက်နေမတူးရတော့မယ့်အတိုင်းတူးတာတောင်တွေဖြိုချတယ်ကျွန်တော်တို့အဲ့ဒီနေမြီမှာရှိတဲ့တိုင်းသားညီကို မောင်နှမတွေက ရေမစေးကြောက်လားမသိရှားတာပေါ့နော်တကယ်တယံဇာတတွင်းထွက်ပစ္စည်းဖြစ်တဲ့ကြောက်စိမ့်တွေဒီကောင်းနေစစ်တက်နဲ့တရုတ်နဲ့ပေါင်းပြီးတော့နှစ်ပေါင်းများစွာဝါမြူလာခဲ့တာအခုကြာမှဒီကောင်းကြောက်ချီးပန်းပြီးတော့ကြောင်ချောက်ကြားတွေထပြောနေတာမြင်ရတဲ့အတွက်အံ့ဩမိပါလေအဲ့တော့ဂျေဆုတင်ပါလေ ရှေ့မှာပြောခဲ့တဲ့စကားအတိုင်းပါပဲဒီချိန်ထိရုပ်ရှင်သဘင်ဂီတအစရှိတဲ့တိုင်းပြည်မှာနေ့စဉ်စိတ်ယုံအားထုတ်တယ်လို့တယောက်ပြီးတယောက်ဝေါ်ကနေဝေါ်ကနေထွက်လာတဲ့အကောင်ဒီကိုလူရွေးမမားပါနဲ့လူရွေးမားရင်နိုင်ငံကျော်ပြည်ဆက်မင်းသားကြီးဗီဒီအောင်တိုက်ပြောတယ်လို့ရွာနာတယ် ိုင်းပြည်နာပါတယ်အဲ့တော့ဒီလောက်ပါပဲဒီသူအလုံးအေးချမ်းပါပြီအမြန်ဆုံးတိုင်းပြည်လေးငင်းချမ်းပါစေဒီသူတွေအေးချမ်းအောင်ငင်းချမ်းအောင်လေအသက်တွေကိုပဓာနာမထားပဲနဲ့ဒီကောင်းလေးလူဘာလာစာမှမရှိပဲနဲ့ကိုယ့်ရဲ့အနာဂတ်တွေဆွန့်လွတ်ပြီးတော့တိုက်ပွဲဝင်နေတဲ့လူငယ်တွေအားလုံးကျွန်တော်ပြည်သူတွေနဲ့အတူခလုံးမထိဇူးမကြီးပဲ ီအန်နဲ့ကင်းရှင်းပါစေလို့ဆုမွန်ကောင်းတောင်းပါတယ်။နောက်ထပ်အစီအစဉ်မှာပြန်လည်ဆုံတွေ့ကြပါမယ်ခင်ဗျာ။ကျေးဇူးများ